ဟဲ့ကျွန်တော်အားလုံးမင်္ဂလာပါဗျာကျွန်တော်လည်းဒီရပိုင်းမှာကျမကြီးနည်းနည်းခြူကြလဲနောက်တော့အလောက်ကိုင်းကြီးကလည်းနည်းနည်းလေးအကြဘက်ကိုရောက်တော့နော်အဲ့တော့အဲ့ဒီဘက်ကိုအာယုံထဲနေရတော့ ကျွန်တော် YouTube မှာဝီဒီယိုလေးတွေလုပ်တာစကားပြောတာလေးတွေကျွန်တော်မလုပ်ဖြစ်ဘူးတော့ဒီနေ့ကျွန်တော်နည်းနည်းလေးအားရပြအားရတော့တော့ဒီနေ့မနက်ကျွန်တော်တကယ်ရင်တောင်းနဲ့ချိန်ပြီးတော့ကျွန်တော်လက်ပေးဆိုင်မှာလက်ပေးတောက်ဖြစ်တယ်လက်ပေးတောက်ဖြစ်ရင်းနဲ့ ကျွန်တော်ငယ်စဉ်ကလေးဘဝကတောက်ခရရတဲ့လဖေးတစ်ခွက်အဲ့ဒီလဖေးတစ်ခွက်ကိုကျွန်တော်ယနေ့ချိန်ထိကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်ဆွဲဆွဲမြဲမြဲကြီးဖြစ်နေတယ်အဲ့တော့ကျွန်တော်တငယ်ချင်းနဲ့လဖေးတောက်ရင်းနဲ့တငယ်ချင်းရဲ့ဇကားတွေကဟိုရှင်းရှင်းပြောရရင်ဗျာ အလိန်ညာတွေပါနေတယ်ဗျတကယ်ချင်းဆိုတာလောဘကိုင်ပတ်ဖို့ဗျနော်သူ့ရဲ့စကားတွေသမသူ့ရဲ့အပြုံးတွေကတော့ခြုံမြပြီးတော့သူ့ရဲ့စကားတွေကဆောဆောကကိုတောင်းနေတဲ့လဖေးရေလဖေးရေကျွန်တော်တောက်ခဲ့ဘူးတဲ့ငယ်စဉ်ကတောက်ခဲ့ဘူးတဲ့လဖေးရေလူမျိုးအဖြစ်အပျက်လူမျိုး ကျွန်တော်ပြန်လည်ခံစားလိုက်ရတယ်အဲ့တော့ဒီ memory လေးတစ်ခုကိုကျွန်တော်ဒီနေ့တငယ်ချင်းတွေကို sharing လုပ်မယ်အခုကျွန်တော်ရှင်းကပြောထားတဲ့လပင်းရေတငယ်ချင်းတယောက်နဲ့လပင်းရေတောင်းရင်းနဲ့ဟာလာတငယ်ချင်းရဲ့စကားတွေကမယိုးတောင်းမှုတွေပါနေတာဒီဟာလာလပင်းရေတွေဆိုတော့ခင်ဗျားတို့မျက်စိလဲသွားလိမ့်မယ်နားရှင်းအောင်ဟုတ်အဲ့တော့ကျွန်တော်ပြောပြတဲ့ဇာတ်လမ်းကိုခင်ဗျားတို့နားထောင်လိုက်ရင် ဆိုတော့ကျွန်တော်တငယ်ချင်းကရိုးသားမှုတွေမပါတဲ့လက်ဖက်ရည်တစ်ခွက်ကိုဘာပြစ်လို့ကျွန်တော်ကစကားလုပ်ပြီးတော့ဒီနေ့ဒီ YouTube ဗီဒီယိုလေးကိုလုံးလိုက်လဲဆိုတော့အပြေပေါ်သွားလိမ့်မယ်နော်တော့နေ့အပြင်းတော့ကျွန်တော်လည်းအတိအကျမှတ်မိဘူးပဲကျွန်တော်မှတ်မိတာကတော့ကျွန်တော်၄တန်းကျောင်းတာနော်မှတ်မှတ်ရတော့၄တန်းကျောင်းတာပေါ့ ကျွန်တော်တို့ကလမ်း30အလယ်လမ်းပြမဟာဗန္ဓုရလမ်းမကြီးဒီမဟာဗန္ဓုရလမ်းမကြီးနဲ့ရွှေကျွန်တော်တို့ရဲ့လမ်း30တိလမ်း30အလယ်လမ်းကျွန်တော်တို့နေတဲ့လမ်း30နဲ့မဟာဗန္ဓုရလမ်းမကြီးတို့တောင်းဒါကမဟာဗန္ဓုရလမ်းမဒါကလမ်း30တောင်းအဲ့ကျွန်တော်တို့ဒီပတ်လမ်း30ရဲ့လမ်း30ဆိုတာဒီလမ်း မဟာမန္တုရလမ်းမရဲ့လမ်းလမ်းတော်တစ်ခုပေါ့ဗျာသူ့ရဲ့ဒီဘက်ဘေးမှာကျွန်တော်တို့တိုက်ရဲ့တဖတ်ချမ်းမှာကားလမ်းပြောင်းချင်တဖတ်ချမ်းမှာလပေးတိုင်းရှိတယ်ရွှေဘလောင်ဆိုရင်လပေးတိုင်းဟောရန်ကုန်မှာနေတဲ့လူတွေရန်ကုန်သားမှန်ရွှေဘလောင်လပေးဆိုင်ကိုမသိရလို့ရှိဘူးเนาะအဲ့တော့ ကျွန်တော်လေးသားငါဗမာကျောင်းတက်လဲဆိုကျွန်တော်25လမ်းကျောင်းမှာကျွန်တော်ကျောင်းတက်နေတဲ့အချိန်ကျွန်တော်တို့ကျောင်းကမနက်9:00နာရီနဲ့3:00နာရီလေးပြောဆိုတော့9:00နာရီနဲ့3:00နာရီကျောင်းဆို3:00နာရီ3:00နာရီခွဲဆိုကျွန်တော်အိမ်ပြန်လာပြီပေါ့3:00နာရီခွဲကျောင်းကျောင်းဆင်းတယ်ဟာလား3:00နာရီခွဲဆိုကျွန်တော်အိမ်အောက်ကိုရောက်ပြီလေဆိုတော့အိမ်အောက်မှာ ကျွန်တော်တို့အိမ်အောက်ကဟိုလေကတိတွေမှာပေါ့ဗျာကျွန်တော်တို့အိမ်ကတိုင်ဟောင်းဆိုတော့ဗျာလေကားကြီးတွေအကျယ်ကြီးတွေဗျာအဲ့ဒီလေကတိတွေမှာနေလည်နေခင်းကြရင်တချို့အတက်ကြီးရွယ်ဟိုတွေလာပြီးတော့ထိုင်နေကြတယ်ရေချက်ကတည်းကပေါ့လမ်းတရပေါ့ဗျာတည်တယ်မလားအဲ့ဒီကျွန်တော်တို့အိမ်အရှိမဘတော့ပြင်းကြီးရှိတယ်ဗျာဘတော့ပြင်းကြီးအောက်မှာတို့စုပုံပြီးတော့စကားတွေပြောကြတယ်တချို့ဆိုရင်နေနည်းနည်းနေရှိရင်လေကားတွေဝင်ပြီးတော့ လေကားတောင်းချောင်းတို့တိုင်ပြီးစကားတွေပြောကြတယ်ဒါကသူတို့တွေရဲ့အာဘယ်လိုပြောမလဲဆိုတော့နေ့စဉ်ဖြတ်တန်းနေကြ lifestyle ပေါ့အဲ့တော့ကျွန်တော်တို့လည်းငယ်စဉ်ကတည်းကဟိုအလောကပြန်လာတာနဲ့ကျွန်တော်တို့မှဟိုရှောက်ပြီးတော့သူများတွေမျိုးလမ်းဘေးမှာဆော့ဘာဆော့ညာဆော့အိမ်ကမိဘအဲ့လိုခွင့်ပြုတော့မဟုတ်ဘူးပြောကျွန်တော်အိမ်မှာပဲဆော့ရတယ် ကျွန်တော်လှေကားမှာစောရတယ်။အဲ့တော့ဒီလှေကားကကျွန်တော်တို့ရဲ့ကစားကွင်းမျိုး။အဲ့တော့ကျွန်တော်တို့ဒီလှေကားနေလမ်းပေါ်ဆင်းသွားမှာဟိုဒီအောက်မှာရှိနေတဲ့လူကြီးတွေကမိဘတွေကပြောထားတယ်ဆိုကျွန်တော်တို့သူတို့ကပေးမတော့ဘူးနော်။အဝေးဆုံးကျွန်တော်တို့သွားလို့ရမယ်သူခုလက်ဖေးဆိုင်လေးပါလေအဲ့လိုသွားလို့ရတယ်။ဟိုအင်းကအင်းကတခုခုပွန်လိုက်တယ်အောက်ဆင်းသွားရဲ့တာပဲသွားဖို့လေအဲ့လိုမင်းအမဟိုကဝယ်ခိုင်းလို့ဒီကဝယ်ခိုင်းလို့သာတော့ဝယ်ပြီး အဲ့ဒါလောက်ပဲပေါ့နော်အဲ့လမ်းဘေးမှာဆော့ရပါမြင်အဲ့ရက်ွက်တွေကလူကြီးတွေကတော့ဂုတ်ကနေဆွဲပြီးအိမ်ပြန်ပို့နောက်ဆိုကျွန်တော်အဖေမိဘတွေကပြောသားတယ်ရက်ွက်ကလူလူတွေကိုဒီကောင်တွေကလမ်းမှာတွေ့ဖမ်းလာပြီးတော့အိမ်ပြန်ပို့ဆိုပြီးတော့အဲ့ဒါလိုအခြေအနေပေါ့ဗျာကျွန်တော်ငယ်စဉ်ကလေးကအိမ်မှာပဲနေခဲ့တာအဲ့တော့ဟိုလူကြီးမိဘအောက်မှာရှိနေတဲ့အဲ့လေကားမှာရှိနေတဲ့လူကြီးတွေကဇုံတစ်ခုခိုင်းလိုက်ရင်ကျွန်တော်တို့လုံပေးတယ်ဗျာ အဖေတွေရတယ်အဲ့လိုပဲကျွန်တော်တို့ငွေစင်ကြက် train ထားတယ်သင်သားတယ်လူကြီးမိဘခိုင်းရင်လုတ်ပြီးဘူးအဲ့တော့ကျွန်တော်ကျောင်းကပြန်လာတဲ့အချိန်မှာအဲ့မှာအမျိုးသမီးတယောက်ကကျွန်တော်အမြဲတမ်းပြုံးချိုပြီးတော့ပြုံးရွှင်တာဟဲ့သားလေးပြန်လာပြီလားအဲ့တော့ဘယ်လိုကောင်းလဲဆိုဘီတာပြန်လာပြီလားအဲ့ဘီတာဆိုတာပေါ့ဗျာတိုင်းပြန်လာပြီလားပေါ့ အဲဘယ်လိုပြောမလဲဆိုတော့ကိုကလည်းဒီဟုတ်ခဲ့ပါပေါ့ကြီးပေါ့နော်ပြန်လာပြီပေါ့အဲပြောရင်တရက်တရက်ကနေပဲသူကပါလဲဆိုပြပထမတော့အဲ့လိုမျိုးစကားပြောတယ်ဒုတိယရက်ကျတော့တတိယရက်ကျတော့ကျွန်တော်တို့ကဘာလို့လဲဆိုတော့တာရင်အာအတော့လက်ပေးလေးတော့ဝယ်ပေးပလားအဲ့ရွှေဘလောင်းလပေးတယ်မှာကျွန်တော်လပေးလပေးလေးတော့ဝယ်ပေးပလားဘို အဲကျွန်တော်တောက်ဝယ်ပြီးလည်းလက်ဖေးအဲတာလက်ဖေးရတောက်ချင်လားပေါ့အဲအဲ့လိုပေါ့ဗျာကျွန်တော်ပြန်လာတိုင်းပဲတခြားဟိုလူတွေရှိရင်လည်းရှိမှာမရှိရင်လည်းမရှိဒါပေမဲ့ तू ကတော့အမြဲလို့လို့အဲ့လေကားတောင်းနေမှာ तू တိုင်းနိုင်နေတယ်ဗျာကျော်တတိထားမိရပါတော့ဖိုင်ရအသားညိုညိုမျက်နာတော့နည်းနည်းဒီပြောမဲ့တော့အသားညိုညိုဗျာမျက်နာအမူအရာအပြင်တော့တော်တော်လေးကြည့်ပြောရှိပြောရှိတယ်အဲ ျွန်တော်ထင်တာကျွန်တော်လေးဆန်းကျောင်းသားဘဝမှာအဲ့ဒီမျိုးသမီးကအသက်40ကျော်45နှစ်အဲ့ဒီလောက်ဝင်းကျင်တော့ရှိပဲဗျာအဲကျွန်တော်တော့ပြုံးပြုံးရွှေရွှေနဲ့တားလေးလာအတော့လွယ်အေးပေးရော့ဆိုလက်ဖက်ရည်ချိုင်းကလေးပေးတယ်ဗျာလက်ဖက်ရည်ချိုင်းလေးအဲ့ဒီလက်ဖက်ရည်ချိုင်းလေးရတယ်ဗျာလက်ဒီ nose ကကျွန်တော်တို့ don nose ရောဗောအဲ့ခေတ်ကကျွန်တော်အဲ့ဒီအခြေအနေတော့ဗျာဟို nose ဘူး ခုလိုပဲနှိုးစီဘူးတွေပေါ့နော်အဲ့ဒီနှိုးစီဘူးလေးထက်နည်းနည်းလေးပိုကြီးမယ်နည်းနည်းလေးပိုမြင့်မယ်တတ်သူကြိုင်လေးအဲ့ဒါကျွန်တော်ကျွန်တော်ပေးတာပြီးတော့အဲ့ဒီတော့ကျွန်တော်ထင်တာလပိတကောတခွက်ကိုအာတကြပြားနဲ့ဆယ်လားအဲ့ဒါတော့ပဲရှိမယ်သူတကြပဲအဲ့ရွှေပလောင်လပိဆိုင်ပါပဲဂျိုင်းဆွဲဂျိုင်းဆွဲအာကျွန်တော်လပိတော့ဝယ်ပေးပါဆိုကျွန်တော်တော့ဝယ်ပေးတာပေါ့ အဲတော့ရွှေဘရောင်းနဲ့ဝင်သွားတယ်လပည့်တကွက်ပေါ့ကောင်တာကိုသွားတယ်ပတ်စပ်ပေးတယ်ပြီးရင်ကောင်တာကကျွန်တော်ကိုတိုကင်ပေးလိုက်ရင်အဲဒီတိုကင်ကိုယူပြီးတော့အဲဒီလပည့်ရေပြောတဲ့နောက်သွားပြီးရင်တိုကင်ပေးလိုက်တဲ့ဟိုကလပည့်ထည့်ပေးလိုက်တယ်တိုကင်ကိုသွားလိုက်တယ်အဲ့တော့ဒါကပုံမှန်ဖြတ်တန်းနေကြလပည့်ဆိုင်တွေအထာပေါ်အဲ့ဒီခေတ်တုန်းကတိုကင်လေးတွေနေပေါ့ဗျာ သူတို့တို့တော့သူတို့ကသူတို့တော့တိမှာပေါ့နော်ဒါအဲဒီ token လာရင်ဘာပေးရမလဲဆိုတော့အဲ့တော့ကျွန်တော်လည်းဖေးသွားဝယ်အဲ့ဒါအနေတိုင်းဝယ်ရတယ်ဗျနေတိုင်းဝယ်ပေးရတယ်လဖေးကနေတိုင်းဆိုတာတော်တော်ခဏခဏဝယ်ပေးရတယ်အဲ့တော့ကျွန်တော်တော့ရည်စရင်သူကလည်းကျွန်တော်ခြုံမြသွားနဲ့ခြုံမြင်သွားနဲ့တခါလေတာလာထိုင်ယော ဒါလေးစားချော့ပြီးတော့ตาอันติโอเลเปรีตคอตาวเวบีบาลาเนาะเลมาเรเนาะอันติตาโอเลเปรีไตเมลิวะเลคลีมลาคลีซอรอไซยาโอเลเปรีกะปะซันเนมาโกตอปูบียาดาชิเรอิงกะเลเปรีแทปูบยาตะบอปอโอคลีซอรอตูโกไตตาโออาจารย์เยอาจารย์เยควักคลีหานีเน အခွက်ပြအဲ့ဒါလေးနဲ့ကျွန်တော်တိုက်တခါခါကြာရင်အဲ့ဒီအဖုံးလေးတဲ့ကိုကျွန်တော်တို့လက်ဖေးထည့်ပြီးကျွန်တော်တိုက်ကျွန်တော်အဲ့ဒါလေးတောက်ပြီးွားရင်ကျွန်တော်လွယ်လေးကျွန်တော်ပြန်လွယ်ပြီးကျွန်တော်အိမ်ပေါ်တက်သွားတို့လက်ဖေးဝင်ဒါပေမဲ့ခမရတို့တည်လာအဲ့ဒီလက်ဖေးထဲမှာဘာတွေပါလဲဆိုတော့ကျွန်တော်ပြောချင်တာအဲ့ဒါပဲစောစောကစကားတွေကျွန်တော်အများကြီးပြောနေတာကလူတယောက်ရဲ့စေတနာမြတ်တာတွေလို့ ်ကလေးတယောက်ပေါ်ကိုထားတဲ့စေတနာမေတ္တာရေလို့ခမားတို့ထင်ရင်မှားသွားလိမ့်မယ်အဒီလက်ဖေးထဲမှာဘာတွေပါလဲဆိုတော့ခမားတို့သိတာလက်ဖေးထဲမှာဘာပါလဲဆိုလူတွေကလက်ဖေးထဲမှာဘာပါမလဲကိုရှင်တွင်လက်ဖတ်ကြောက်ထဲမှာနှိုးစီထဲမှာတကြားထဲမှာဟာလက်ဖေးဖြစ်ပြီပေါ့တိတ်ကောင်းကြီးနှိုးစိမ့်ထဲလိုက်ပေါ့လက်ဖေးဖြစ်ပြီ ဒါပေါ့ဒါပဲပေါ့မှာပေါ့ရဖေးပါဆိုတော့ဒါပေမဲ့ခမရတို့ကျွန်တော်တို့မတိတဲ့လောဘတေအတားရစစကျွန်တော်ပြောတဲ့မယိုးသားမှုတွေလိန်ညာမှုတွေအဲ့ရဖေးကမပါတယ်ဘလို့ပါလဲဆိုတော့ကျွန်တော်ရှင်းပြပါမယ်အဲ့ဒီကတော့ကျွန်တော်လပေးဝယ်ဖို့ဆိုပတ်စံပြီး ်တယ်လဖေ့ချိုင်လေးယူပြီးကျွန်တော်ပြေးသွားတယ်ကျွလဖေ့တော့ဝင်အဲ့ညမိုးရွာတယ်ဗျမိုးရွာတော့ကျွန်တော်လည်းလူငယ်မလားခလေးဆိုတော့လဖေ့ချိုင်လေးကင်ကိုကျွန်တော်ပြေးလာတာခလုံးတိုက်ပြီးကျွန်တော်ဝုန်းဆိုလဲသွားတယ်လဲသွားလက်ထက်ကလဖေ့ချိုင်ကလေးကလည်းလွန်းထော်သွားလမ်းပေါ်မှာကြောက်လမ်းပေါ်မှာကြောက်သွားလဖေ့ချိုင်လေးလမ်းပေါ်မှာကြောက်သွားရဲ့ လဖေးချမ်းရဲ့အဖုံးကပွင့်ပြီလဖေးတွေကဖရားဆိုလမ်းပေါ်မှာတက်တော့မှာပေါ့ဒါတပါဝါပဲလေလဖေးချမ်းလေးထဲမှာလဖေးလေးတစ်ခွက်စာကိုထည့်ပြီးအဖုံးပုံးသားတယ်ကျွန်တော်ကလက်ထဲရနေသလိုကြီးကင်ပြီးကျွန်တော်ပြေးလာတယ်ကျွန်တော်ဒီဘက်ရွှေဘလောင်လဖေးစားနေပြီးတော့ခြေလမ်း20လောက်နှားလိုက်ရင်ကျွန်တော်အိမ်လေကောင်းရောက်ပြီဒီလောက်ဓာတ်တိုင်တိုင်စားလောက်ပဲအကွာဝေးလေလူငယ်ဆိုတော့ခလေးဆိုတော့ ျွန်တော်လဲခုံခုံပြီးတော့တခါလဲပြေးလွှတ်ပြီးတော့လက်ဖက်ကြိုင်လေးလက်ထဲမှာကင်ပြီးကျွန်တော်အပြေးတစ်ပိုင်းနဲ့ကျွန်တော်ပြေးလာတယ်အပြေးအလာဘာဖြစ်လို့ဆိုမိုးရွာပြေးလာမှာပလက်ဖောင်းမှာဘလို့ဘလို့ကျွန်တော်ခြေချောခလုတ်တိုက်ပြီးကျွန်တော်လဲလည်းမသိဘူးလက်ဖက်ကြိုင်ကအောက်ကို ပြုတ်ကျသွားတဲ့ချိန်မှာလက်ဖက်ကြိုင်ကဒီလိုပွင့်ထွက်ပြီးတော့အထဲရနေပြီးတော့ဘာထွက်လာလဲဆိုတော့နှုတ်စီဘူးတူဘူးထွက်လာတယ် လပေးရဲ့ဂျိုင်းသေးမှာနိုးစီဘူးတဘူးထွက်လာတယ်စေချပြန်စမ်းတော့ပြောပြမယ်နော်လပေးရဲ့ဒါဥမာဒါလပေးရဲ့ဂျိုင်းမြောင်ကျွန်တော်ကဒီလိုကင်ပြီးတော့ပြေးလာတယ်ခလုတ်တပြီးကျွန်တော်လဲကြသွားရင်အဖုံးလေးရပွင့်သွားရင်အသေးသေးကလပေးရည်ကထွက်ကြသွားရင်ဒါကတဘာဝအတိုင်းဖြစ်ရုပ်ဖြစ်စင်ပါ ဟာဒီအဖုံလေးပွင့်သွားတဲ့အချိန်မှာလက်ဖေးရည်နဲ့အတူနိုးစီဘူးတဘူးလမ်းပေါ်ကိုထွက်ပြီးတော့လိမ့်သွားတယ်ကလောက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 ်ဆိုလိမ့်သွားတယ်ဟာအဲ့တော့ကျွန်တော်ကြောင်သွားတာပေါ့ကျွန်တော်ရုပ်တရက်ဘာလို့လို့တော့ကျွန်တော်လူငယ်ဆိုတော့ဝင်းရမောက်လဲတယ်လေလူတွေကကျွန်တော်ဝိုင်းထူတယ်ကျွန်တော်လက်ဖေးရည်ချမ်းလေးပြေးကောက် ပြဲကောက်ပြီးတော့ကျွန်တော်ကြည့်တော့နောစီဘူးကြီးထွက်လာတယ်ဒီကအဲဒီနောစီဘူးလေးကိုကျွန်တော်ဒီလိုကင်နေကျွန်တော်တကောလုံးလဲဟိုမှာမြေကြီးပေါ်လဲကြသွားဆိုတော့အကုန်လုံးပေးကြံကုန်ပြီလက်ဖက်ကြိုင်လေးကင်ပြီးကျွန်တော်ပြန်သွားတယ်ပေါ့ကျွန်တော်တော့ပြောတယ်အတော်ပေါ့အဘူအဘူပေါ့အဘူဆိုကျွန်တော်အတော်ပေါ့ဗျာကျွန်တော်လင်းကြသွားပြီးတော့လင်းကြသွားပြီးလက်ဖက်ကြီးတွေမှောက်သွားပြီပေါ့ကျွန်တော်ပြန်ရောပေးမယ်ပေါ့ကျွန်တော်ပြောတော့ပေါ့ကျွန်တော်အိမ်မှာအမဆီမှာပတ်စံတောင်းပြီး ပြန်ရောက်ပေးမယ်ပေါ့ဟာတာတာတာမလို့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 ဆိုပြီးတော့ notes ကျွန်တော်လည်းပေးပေးပေးအတီယိုဒီ notes ကိုပေးဆိုပြီးတော့ notes ကိုယူပြီးတော့အမြန်အမြန်သူ့နောက်ကသူ့အထုပ်တွေကိုထည့်လိုက်တယ်အဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်ရကျွန်တော်တို့လက်ဖေးခဏခဏဝယ်ပေးခဲ့တာအကြောင်းပြန်လာတိုင်းအကြောင်းပြန်လာတိုင်း တလမကနှစ်လမကသုံးလမကကျွန်တော်ကြောင်းကပြန်လာတိုင်းလက်ဖေးဝယ်ပေးခဲ့တယ်သူတိုက်တဲ့အဲ့ဒီအကျန်းရခွက်တီးတလေးကို ကျွန်တော်ဒါလို့တကြိုက်နှစ်ကြိုက်လို့တခြားမောစားပါဗျာအကျန်းရခွက်ကလေးတခွက်ကိုကျွန်တော်ပျော်ရွှင်စွာဆွဲမဆန်နေကျွန်တော်တောက်ခဲ့တယ်ဒီချိုးမြခြင်းတွေအဲမှာ အလေးညာတွေခိုးဝက်ချင်းတွေပါနေတာမတန့်စင်မှုတွေပါနေတာသူတပါးစီကလဖေးဆိုင်ကလဖေးဖြော်တဲ့လူကသူ့နဲ့ပါတော်လဲသူသူတို့အချိန်ဆက်ရှိမဟုတ်လဖေးရဲ့တခေါ်တော်ဝယ်ရင်သူကဒီဂျိုင်းကသူတို့အမှားသားပေးထားတဲ့ဂျိုင်းအဲ့ဒီဂျိုင်းကလည်း စောစောပြောလို့ဒါကကြိုင်းဆိုရင်နှောစီဘူးတဘူးထဲလိုက်တာတော့ကွက်တိနှောစီဘူးတဘူးဝင်သွားရင်အဲ့အပေါ်နဲ့လက်ဖေးတစ်ခွက်ထဲလိုက်တာနဲ့အခါရဲလက်ဖေးကအပေါ်တက်လာပြီးနှောစီကနှောစီဘူးကိုအုပ်လိုက်တဲ့သဘောပဲလက်ဖေးလဖေးတမ်းမှာတော့ပျောက်သွားတယ်သဘောပေါက်လားနိုးစီဘူးကိုမြင်ရတော့အပေါ်မှာလဖေးရတင်းနေတော့တော့အပေါ်ကနေအဖုံးအုပ်ပေးလိုက်တယ်ဘတ်ဆိုပြီးတော့ခလေးဆိုတော့ ဘယ်သူမှအာယုံလည်းမတည်ဘူးအဲ့တော့ကျွန်တော်လိုခလေးဘယ်နှယောက်ကိုအတုံးချပြီးတော့သူတို့တနည်းနိုးစီဘူးဘလောက်ခိုးကလေးဆိုတော့ဖရာသခင်ပဲသိလိမ့်မယ်ခရလူတယောက်ကကိုရှေ့မှာထိုင်နေပြီးတော့ပြုံးပြပြီးတော့ချုံမြင်စရာလဖေးရေတခွအရသာရှိလဖေးရေတခွကိုကိုယ်ကိုတိုက်နေလဲပဲ မင်းတည်လာအဲ့လက်ဖေးကျမဘာတွေပါတယ်လဲဆိုတော့တတိဂရေကကျွန်တော်ရဲ့ရင်ပတ်ထဲမှာအမြဲတမ်းမှတ်မိနေတယ်အချင်းတို့ကလူငယ်ဆိုတော့မတဲခွဲဘူးပေါ့နော်အရင်ပြန်သွားတော့အမေကဟဲ့နင်ဘလို့ဖြစ်လာတာလေအမကကျွန်တော်ဒီလိုပဲပေါ့နော်အောက်ကအဘူကလက်ဖေးဝယ်ဆိုင်လုံးလက်ဖေးတော့ဝယ်တယ်ပေါ့နော်လက်ဖေးဝယ်တော့ခလုတ်တိုက်လဲတယ်ပေါ့ လဲတော့လဖေးရည်အကုန်လုံးမှောက်သွားတယ်ဒါပေမဲ့လဖေးရည်ချိန်တွေကနေပြီးနှုတ်စီဘူးတဘူးထွက်လာတယ်ဆိုအမေကလည်းကြောင်သွားတယ်ဟဲ့သားတယ်လဖေးရည်ကလဖေးကိုနှုတ်စီဘူးနှုတ်စီကိုလည်းထည့်ပေးလိုက်တော့ဒီမှာဘောတယ်မဟုတ်ဘူးလေအမေရတော့သားကဂျိုင်းနဲ့တော့ဝယ်တာလေတို့သူကဂျိုင်းတဲ့ကိုနှုတ်စီကောဟောဂျိုင်းတဲ့ကိုနှုတ်စီဘူးကြီးတဘူးရတော့လဖေးရည်ကြီးတူတူထည့်ပေးတယ်ဟုတ်လားလေ ောက်တော့မှအဖေကနေပြီးတော့တိသွားတယ်ကျွန်တော်အမေအဖေကိုပြန်ပြောပြဖို့အဖေကတော့တကြိမ်ဘယ်တော့မှသူတို့လက်မေးဝယ်ခိုင်းမဝယ်ပေးရဘူးသူတို့ဘာဝယ်ခိုင်းဝယ်ခိုင်းမဝယ်ပေးရဘူးဆိုပြီးတော့အဲ့ဒီနေရာကျွန်တော်တို့ဟိုလူခိုင်းရင်ဒီလူခိုင်းရင်ဟိုလူဟောတော့ဝယ်ပေးဒီလူဒီရတော့ဝယ်ပေးဆိုရင်မလုပ်ပေးရဘူးမဝယ်ပေးရဘူးဆိုပြီးတော့အိန္ဒိယစာကြီးတားမြစ်လိုက်တယ် တော့တော့လေအဲ့ဒီမိမကြီးကိုလည်းကျွန်တော်တို့လေကားမှာထပ်ပြီးတော့မတွေ့ရတော့ဘူးဖြစ်မှာပေါ့အဖေသူတို့ကိုထပ်ပြီးတော့လေကားမှာလာတိုင်ဖို့မပေးတော့ဘူးနေမှာပေါ့တခြားလူတွေကိုတော့ကျွန်တော်တွေ့ပြီမြင်ဒီမိမကြီးကိုတော့ကျွန်တော်လေကားမှာကျွန်တော်ထပ်ပြီးတော့မတွေ့ရဘူးအဲ့တော့ဒီဖြစ်ရကလေးကကျွန်တော်ရဲ့အတွေ့အအရုံထဲမှာ တစ်ချိန်လုံးကငါ့ကိုငါတူလေးငါသားလေးငါတူလေးငါသားလေးဆိုပြုံးရွှင်စွာနဲ့တိုက်ခဲတဲ့လက်ဖက်ကိုကိုကတော့ဟောသူငါ့ဘောစေတနာရှိတယ်ပေါ့သူငါ့ကိုချစ်တယ်ပေါ့နော်ငါအကြောင်းကပြန်လာတယ်ငါ့ကိုလက်ဖက်အမြဲတမ်းတိုက်တယ်ပေါ့နော်ဒါပေမဲ့သူတိုက်တဲ့လက်ဖက်အထဲမှာဘာတွေပါလဲဆိုတာ အများတို့လည်းတည်ပြီးလောက်ပြီကျွန်တော်လည်းကောင်းကောင်းတည်သွားတယ်ဒီမျိုးသမီးရလက်ရှိလောကမှာအရှင်ရှိလားမရှိလားဘုရားသခင်ပဲတည်မယ်ဒါပေမဲ့ကျွန်တော်လိုမျိုးအတုံးချခံရဘူးတဲ့ကလေးတွေလည်းလောကမှာရှင်ရှိလိမ့်မယ်အများကြီးရှိမှာပါ ညီကိုတို့လည်းကျွန်တော်တို့အသုံးချခံခဲ့ရဘူးတဲ့ဖြစ်ရသည်ကြုံရင်လည်းကြုံဘူးလိမ့်မယ်ကြုံရင်လည်းကြုံလာလိမ့်မယ်အဲ့တော့ပြုံးပြီးတော့ချိုချိုမြောင်းမြားတဲ့စကားလေးတွေပြောပြီးတော့ချိုမြားတဲ့လက်ခဲတခါကိုတိုက်တိုက်လိုက်တိုက်စေတနာရှိတယ်လို့ဖြူစင်တယ်လို့မထင်ပါနဲ့နော် အဲ့တော့မိမိရဲ့သားသမီးတွေကိုလည်းအမြဲတမ်းတတိတရာတတိထားပြီးတော့ဆုံးမပါဘယ်သူဘာပဲခိုင်ခိုင်မိဘကိုခွင့်တောင်းပြီးမှမိဘကိုအတိပေးပြီးမှလှုပ်ဖို့ကိုနော်တော်သေးတာဗောလပေးဆိုင်ကဒီခိုးမှုကိုသူတို့မသိဘူးလပေးနှုတ်စီဘူးတွေခိုးခိုးထုံနေတာဟုတ်တကယ်လို့သာ ျွန်တော်ဟိုမိခင်မတော်လို့လဖေးဆိုင်ရှိမှကျွန်တော်လဲကြလို့အဲ့ဒီလဖေးဘူးလဖေးချိုင်းတွေကနေနိုးစီဘူးကြီးတူထွက်လာတော့ဟိုဆိုင်ရဲ့ဆိုင်ရှင်ဖြစ်စေတဦးတယောက်ကတွေးခဲ့ရင်ကျွန်တော်ဘာဖြစ်မလဲကျွန်တော်တကူလက်ခံဖြစ်မလားကျွန်တော်တကူဖြစ်မလားဒါမှမဟုတ်ကျွန်တော်တခိုးကိုကူညီပေးတဲ့တခိုးလက်ထောက်ဖြစ်မလား ဒါမှမဟုတ်ရင်အဖေမိဘကလည်းကျွန်တော်ကိုသူတို့နဲ့ပေါင်းပြီးခိုးနေတယ်ဆိုပြီးတော့ပဲအိမ်မှာကြောခွဲရအောင်ရိုက်မလားဒါလည်းပြန်တွေးကြည့်ရင်ကျွန်တော်အမတမ်းမှနောင်တကြီးစွာရရမိတယ်ကိုကတော့ရိုးသားစွာနဲ့ဖြူစင်စွာနဲ့ဟောသူငါ့ကိုချစ်တယ်ပေါ့သူငါ့ကိုစေတနာရှိတယ်ပေါ့ သူ့ကိုကလုံးဝရိုးရိုးတေးတေးဟာလာကျေကျေနန်းနန်းမြဲမြဲသူ့ကိုတိုက်တဲ့လက်ဖက်ရည်ဒီအချမ်းရည်ခွက်ကလေးတစ်ခွက်ကိုကျေကျေနန်းနန်းပျော်ပျော်ရွှင်ရွှင်နဲ့တောက်ပြီးတော့အမြဲတမ်းကျွန်တော်သူ့ကိုနေ့စဉ်နေ့စဉ်နိုးစီဘူးတဘူးတဘူးခိုးပေးခဲ့တာကျွန်တော်ပြန်သွေးမိတိုင်းကျွန်တော်နောက်သားချီးစွာရမိပါတယ် အဲ့တော့ညီကိုအားလုံးညီကိုမောင်နှမအားလုံးမိမိဘဝမှာမိမိကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်တွေကိုအမှန်တိုင်းနားလည်လက်ခံဝင်ပြရင်းနဲ့ဘဝမောတွေဘဝခက်ခဲတွေကိုရှင်းဆိုင်ကြောပြနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဘိုင်ဘိုင်